ပန်ဗီဇာလျှောက်ထားရေးစံထားဖွင့်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗီဇာလျှောက်ထားသူများအတွက်ပိုမိုကောင်းမွန်သောဝန်ဆောင်မှုနှင့်အဆင်ပြေချုံးမွေးမှုကိုမြင့်တင်ရန်အတွက်ဂျပန်ဗီဇာလျှောက်ထားရေးစင်တာကိုဖွင့်လှစ်ခေါ်ဗီဇာလျှောက်ထားမှုလက်ခံခြင်းနဲ့ပြန်လည်ထုတ်ပေးခြင်းကိုဆောင်ရွက်ပေးသွားမည်လို့မြန်မာနိုင်ငံဆိုင်ရာဂျပန်အတိုင်ယုံကထုတ်ပြန်ထားပါသည် ဂျပန်ဗီဇာလျှောက်ထားရေးစင်တာကို VFS Service မြန်မာရုံးခွဲသို့ လုပ်ငန်းလွှတ်အပ်ကလာမယ့်ဒီဇင်ဘာလ17ရက်နေ့မှစတင်ပြီး လုပ်ငန်းစီများကိုဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်။ဂျပန်ဗီဇာလျှောက်ထားရေးစင်တာကိုတနင်္လာနေ့မှတောက်ချာနေ့နနက်၈နာရီမှညနေ9နာရီခွဲအထိဖွင့်လှစ်ပေးသွားမှာဖြစ်ပြီးရှောက်ခွာလက်ခံခြင်းကိုတနင်္လာနေ့မှတောက်ချာနေ့နနက်၈နာရီခွဲမှညနေ12နာရီခွဲညနေ3နာရီမှညနေ4နာရီထိလက်ကောင်းဗီ စားထုတ်ပေးခြင်းကိုတနင်္လာနေ့မှ တောက်ကြနေ့အထိနနက်9နာရီမှညနေ9နာရီထိဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ဒါအပြင်ဒီဇင်ဘာလ17ရက်နေ့မှစတင်ကဗီဇာလျှောက်ထားဖို့အတွက်ကြိုတင်ရက်ချင်းယူရမယ့် website ကိုဒွေမာလ18ရက်နေ့တွင် စတင်ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့သိရပါတယ်ရှင်။